င်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အကြက်ဖက်စစ်တကမြန်မာနိုင်ငံတော်ကလူငယ်တွေကိုစစ်မှုထမ်းဖို့စင်ခေါ်စာနဲ့ခေါ်ယူပြီးမဲ့စင်ခေါ်ခံရတဲ့လူငယ်အများစုဟာထွက်ပြေးတိမ်းရှောင်သွားကြတဲ့အတွက်ပေါ်တာဆွဲဖမ်းဆီးမှုတွေမြင့်တက်လာပြီးနေပြည်တော်စစ်ရုံးကိုတိုင်ကတိပြီးမဲ့အရေးယူဖို့မရှိဘူးလို့ဆိုပါတယ် င်္ဂလာဒေ့ရှ်နိုင်ငံနေဆက်ကနေတဆင်းမူရစေးဝါးရရောင်းဝယ်ပေါက်ကမ်းမှုတွေမှာအာခတတော် EE ပါဝင်နေတဲ့ဆိုပြီးဘင်္ဂလားဒေ့ရှ်နဲ့ဂျာဇောင်းတက်ကဆွဆွဲပြောဆိုနေပြတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပရမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အကြက်ဖက်စစ်တပ်ကမြန်မာနိုင်ငံတော်ဝန်လူငယ်ဒရစ်ကိုစစ်မှုထမ်းဖို့စင့်ခေါ်စာနဲ့ခေါ်ယူပေးမိတယ် စင်ကိုခံရတဲ့လူငယ်အများစုဟာထွက်ပြေးတိမ်းရှောင်သွားကြတဲ့အတွက်ပေါ်တာဆွဲဖန်းစည်းမှုတွေမြင့်တက်လာပြီးနေပြီးတော့စစ်ရုံးကိုတိုင်းကတိပိမဲ့အေးအေးယူဖို့မရှိဘူးလို့နေပြီးတော့စစ်တပ်တရင်ရင်မြစ်ကရန်ကုန်ခေတ်တကိုပြောပါတယ်။လက်ရှိနေပြီးတော့ကစစ်မှုထမ်းစင်ခေါ်ရေးဗဟုအဖွဲ့ဥက္ကဋ္ဌယုံစီကိုလည်းမြေပြင်မှာပေါ်တာဆွဲဖန်းစည်းမှုတွေအကြီးအကျယ်ဖြစ်နေတာနဲ့ပတ်သက်ပြီးတိုင်ကြားမှုတွေနေ့စဉ်အမှုပေါင်းရာနဲ့ချီရှိနေပြီးတော့ နိုင်ငံတော်ကပေါ်တာဆွဲဖမ်းဆီးမှုတွေမြင့်တက်များပြားနေတဲ့အကြောင်းကို နေပြည်တော်ကထိတ်တန့်စစ်အရာရှိတွေကိုယ်တိုင်တိထားကြတယ်ဆိုပါတယ်။ဒါပေမဲ့လက်ရှိသူတို့စစ်တပ်အတွက်စစ်မှုထမ်းတပ်သားတစ်လိုအပ်ချက်တွေကအရေးပေါ်ဖြစ်နေတာကြောင့်တဆိုင်ရာတိုင်းနဲ့ပြည်နယ်ခိုင်ရင်စစ်မှုထမ်းစင်ခေါ်ရေးအဖွဲ့တွေကအစင့်စင်ညွှန်ကြားပြီးစစ်မှုထမ်းတပ်သားတစ်ရဖို့နှီးပေါင်းစုံနဲ့လုပ်နေရတာကိုအထက်ကအရာရှိတွေကပါတိထားတဲ့အတွက်အောက်ခြေကပေါ်တာဆွဲဖမ်းဆီးမှုတွေကိုအရေးယူဆောင်ရွက်ဖို့မရှိဘူးလို့နေပြည်တော်စစ်တပ်တရင်ရင်မြစ်ကပြောထားပါတယ်။ လက်ရှိအောက်ခြေမှာနိုင်ငံတော်စစ်မှုထမ်းဖို့စင့်ခေါ်စားနဲ့လူငယ်၁၀ဦးကိုစာပို့ပြီးခေါ်ရင်၆ဦးလောက်ကစရင်သွင်းခိုက်တဲ့အဆင့်မှာတင်ထွက်ပြေးတိမ်းရှောင်သွားတာတွေများနေတဲ့အတွက်ရတဲ့လူကိုအပြင်မှာပေါ်တာဆွဲတဲ့ပုံစံနဲ့လိုက်ဖမ်းရတာမျိုးတွေများလာတဲ့သဘောဖြစ်နေပြီးတည်င်းစာတွေတဲမှာကြော်ညာထားတဲ့စစ်မှုထမ်းစင့်ခေါ်မှုနဲ့ပတ်သက်လို့တိုင်ကြားနိုင်တဲ့ဆိုတဲ့နေရာတွေစီကိုလည်းအောက်ခြေမှာစစ်မှုထမ်းကြီးကောက်နေတဲ့အကြောင်းတွေ အဖမ်းခံရလို့စစ်မှုတန်းတဲပါသွားတဲ့အမှုတွေကနေ့စဉ်ရာနဲ့ချီပြီးတော့ကိုတက်နေတယ်လို့နေပြီးတော့စစ်တဲ့တည်ရင်မြေကရှင်းပြထားပါတယ်။လက်ရှိသတ်မှတ်ထားချက်အရဂျေးရရက်ကော့တခုကိုလာစဉ်စစ်မှုတန်းမှုလူငယ်နှစ်ဦးတက်သားတဲ့အဖြစ်မဖြစ်မနေစုဆောင်းပေးဖို့သတ်မှတ်ထားတယ်လို့လည်းသိရပါတယ်။ဒါပေမဲ့အခုဆိုရင်နိုင်ငံတော်ဝစစ်မှုတန်းတက်သားတဲ့စုဖို့အတွက်ခက်ခဲလာပြီးအဲ့ဒီဖြစ်စဉ်တွေတဲကရန်ကုန်တိုင်းမယန်းကုန်းမြို့နယ်အမှတ်2ရက်ကွက်ယာအိမ်မှုတအုပ်ဆိုရင် စစ်မှုထမ်းအပတ်စဉ်တက်ကနေ30အထိစစ်မှုထမ်းမှုရဲသမားတွေလူစိုးတခိုးတွေအပါအဝင်ချို့တဲ့တဲ့လူငယ်တွေကိုပါငွေချင်းနဲ့ဝယ်ယူပြီးတော့စစ်မှုထမ်းခိုင်းတာတွေလုပ်နေပေမဲ့အပတ်စဉ်7ကစပြီးစစ်မှုထမ်းမှုလူငယ်ရှာတာခက်ခဲလာသလိုငွေနဲ့ဝယ်ယူပြီးလူစားထုတ်ဖို့တောင်လူငယ်တွေမရတဲ့လောက်ဖြစ်နေတဲ့အတွက်စစ်တပ်ကတောင်းထားတဲ့လူငယ်အရေးအတွက်ကိုမဖြစ်ဖြစ်တဲ့နီးနဲ့ပေးရမယ့်အခြေအနေဖြစ်နေတယ်လို့အဲ့ဒီယာအိမ်မှုကိုယ်တိုင်ရှင်းပြထားပါသေးတယ်ခင်ဗျာတစ်ဖက်မှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနေဆက်ကနေတဆင့်ဝီယူစေဝါတွေရောင်းဝယ်ဖောက်ကားမှုတွေမှာအာခတတော်အေးအေးပါဝင်နေတယ်ဆိုပြီးဘင်္ဂလားဒေ့ရှ်နေကြားဆောင်တက်ကဆွဆွဲ ပြောဆိုနေပြန်ပါတယ်ဒါကတော့စက်တင်ဘာလ15ရက်နေ့ကပဲဘင်္ဂလားဒေ့ရှ်နေကြားဆောင်တက် BGB အဖွဲ့ရဲ့ဗိုလ်မှူးကြီးအာမတ်ဆိုသူကနေဆက်အရေးနဲ့ပတ်သက်ပြီးတော့သတင်းစာရှင်းလင်းပွဲမှာဆွဆွဲပြောဆိုတွားပြန်တာပါအဲ့ဒီမှာပြောတော့တာကတော့ လက်ရှိဘင်္ဂလားဒေ့ရှ်နိုင်ငံနေဆက်ကနေတဆင့်မတမာသူတို့ကမူရစ်စေဝါတွေမှောက်ခိုတင်သွင်းရောင်းဝယ်ဖောက်ကားနေကြတဲ့ကိစ္စမှာမြန်မာစစ်တပ်နဲ့အာခတတော် AAC ကနေမူရစ်စေဝါတွေယူပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံဒဲကိုမှောက်ခိုသမားတွေကတည်ဆောက်နေကြတာဖြစ်တယ်ဆိုပြီးဘင်္ဂလားဒေ့ရှ်နေကြာဆောင်တပ် BGB အဖွဲ့ရဲ့ဗိုလ်မှူးကြီးအာမတ်ဆိုသူကသတင်းစာရှင်းလင်းပွဲမှာအာခတတော် AA ကိုပါဆွဆွဲပြောဆိုသွားတာပါတစ်ဖက်မှာလည်းအကြမ်းဖက်စစ်တပ်ကပါရန်ကုန်မြို့မှာ စက်တင်ဘာလ9ရက်နေ့နဲ့9ရက်နေ့တွေအတွင်းဖမ်းဆီးရမိတဲ့မူရီစေဝါအမှုမှာအာရခတတော် EE တပ်ဖွဲ့ဝင်3ဦးပါဝင်နေတယ်ဆိုပြီးဆွဆွဲပြောဆိုထားပြန်ပါသေးတယ်။ဒါရီနဲ့ပတ်သက်ပြီးအာရခတတော် EE ပြောခွင့်ရဥခိုင်ဒုက္ခကတော့လူညွတ်တုံးစီတဲ့မူရီစေဝါလုပ်ငန်းကို EE ကလုံးဝလုတ်ကင်မှုမရှိတဲ့အပြင်ပါဝင်ပတ်သက်မှုလည်းမရှိသလိုအာရခတတော် EE ဟာမူရီစေဝါရောင်းဝယ်မှုနဲ့ယက်တီနေတဲ့အဖွဲ့အစည်းမဟုတ်ဘူးဆိုတာကိုပါဂျမနီကပဲပြက်ပြက်တတတုံ့ပြန်ပြောဆိုထားပါလေ။ လက်ရှိရခိုင်ပြည်ရေပိုင်နက်ထဲမှာလေအာခတတော်အေအေကန်ဂျီဆောင်တပ်ဖွဲ့ဟာဘင်္ဂလားဒေ့ရှ်ဘက်ကကျူးကျော်ဝင်ရောက်လာတဲ့တရားမွေးငါးဖန်သမားတွေကိုလိုက်လံဖမ်းဆီးနေပြီးနေဆက်လုံခြုံရေးကိုတင်းတင်းကြပ်ကြပ်ဆောင်ရွက်နေတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကဆိုရင်ဘင်္ဂလားဒေ့ရှ်ငါးဖန်သမား၁၄တဲမှာအကြမ်းဖက်သမားတွေပါဝင်လာပြီးအေအေတပ်ဖွဲ့ဝင်လုံခြုံရေးတပ်သား၂ဦးကိုပါတပ်ဖြတ်သွားပြီးတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုထွက်ပြေးသွားတဲ့အကြောင်းကိုလည်းအာခတတော်အေအေကထုတ်ပြန်ထားပါသေးတယ်ခင်ဗျ။ တစ်ဖက်မှာတော့ကချင်ပြည်နယ်ဖားကတ်မြို့နယ်မှာရွေးကောက်ပွဲကျင်းပနိုင်မှုအတွက်ဆိုပြီးအကြံဖက်စစ်တပ်ကစစ်အင်အားဖြည့်တင်းတာတွေလုပ်နေပြန်တဲ့အပြင်မြို့ပတ်ဝန်းကျင်ကြေးရွာတွေကိုပါစစ်တပ်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေဇက်တိုက်လုပ်နေတယ်လို့ဖားကတ်ဒေသတင်းအရှင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်။လက်ရှိဖားကတ်မြို့နယ်တဝိုက်မှာတော့ GIA ပူးပေါင်းတပ်တွေနဲ့အကြံဖက်စစ်တပ်အကြတိုက်ပွဲတွေလည်းဖြစ်ပွားနေသလိုစစ်တပ်ကတော့ တို့ရဲ့အတူရောင်ရွေးကောက်ပွဲကိုဖာကန်မြို့နယ်မှာပါပြုလုပ်နိုင်မှုအတွက်အခုကတည်းကစစ်အင်အားဖြင့်တင်းတာတွေလုပ်နေတယ်ဆိုပါတယ်။စက်တင်ဘာလ16ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာဆိုရင်ကာမိုင်းဘက်ကနေတဆင့်ဖာကန်မြို့ဘက်ကိုအကြမ်းဖက်စစ်တပ်ကစစ်ကား၈စီးနဲ့စစ်ကြောင်းတစ်ခုလုံးကိုကင်းမုံအထက်ထက်ယူခိုင်းပြီးမှလုံခင်းကျေးရွာဘက်မှာစစ်အင်အားဖြင့်တင်းနေတယ်ဆိုပါတယ်။အဓိကကတော့ဖာကန်မြို့နယ်မှာ KIA ပူးပေါင်းတပ်တွေထိန်းချုပ်ထားတဲ့နေမြေတွေကို စစ်တပ်ကစစ်ကြောင်းထိုးဖို့လုပ်နေပြီမဲ့ရှစ်ဆက်တိုးလို့မရတဲ့အတွက်စစ်အင်အားဖြည့်ပြီးရှစ်တိုးဖို့လုပ်နေတာဖြစ်တယ်လို့သဘောကတော့ဖားကံမျိုးနဲ့မှသူတို့စစ်တပ်ကလုပ်မဲ့အတူရောက်ရွေးကောက်ပွဲမကျင်းပခင်နယ်မြေထိန်းချုပ်မှုရအောင်ကြံစည်နေတာဖြစ်တယ်လို့တဖက်မှာလည်းမြို့ပတ်ဝင်းချင်းကြေးရွာတွေကိုပါစစ်တပ်ကလက်နက်ကြီးတွေနဲ့ပစ်ကတ်တာတွေဇက်တိုက်လုပ်နေတယ်လို့ဖားကံဒေသတတိယရှင်မင်းကပြောထားပါတယ်ဒီကနေ့စက်တင်ဘာလ18ရက်နေ့မနက်ပိုင်းကတည်းဖားကံမျိုးအနီးမှာရှိတဲ့ရဲသားပြည်သူတွေနေထိုင်ရာဆိုင်းဂျာဘွန်ကြေးရွာကို ်စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်အသက်50အရွယ်အမျိုးသားတအုပ်ပြင်းထန်ဒဏ်ရာရထားသေးတယ်လို့ဒေတာတွင်သတင်းအရင်းမြစ်ကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့မကွေးတိုင်းစင်ပါဝဲမြို့နယ်မှာအချက်ဖက်စစ်တပ်ရဲ့မြို့နယ်မှုလိုက်ပါလာတဲ့ရဲကားကိုဒေါ်လိုင်းတက်တွေကကြားဖြတ်တိုက်ခိုက်မှုအတွေ့ရဲတုံးဦးကတော့အသီးသီးတိတ်ကုန်ကြပြီးမြို့နယ်မှုကပြင်းထန်ဒဏ်ရာနဲ့စေယုံမှာအရေးပေါ်ရောက်နေတယ်လို့တရက်ခိုင် PDF အမှတ်9တရင်ကထုတ်ပြန်ထားပါတယ်ဖြစ်စဉ်ကတော့ စတင်မလာ73ရက်နေ့ကပဲစင်ပါဝဲမြို့နယ်ကိုးပင်တာကရလမ်းပိုင်းမှာအချက်ဖက်စစ်တပ်ရဲ့စင်ပါဝဲမြို့နယ်မှုအပါဝင်ရဲတွေလိုက်ပါလာတဲ့ကားတစီးကိုဒေါ်လိုင်းတတွေကလမ်းကနေအတင်းစောက်ပြီးတော့ကြပြတ်တိုက်ခိုက်ချေမုန်းခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွေ့ကားပေါ်မှာပါလာတဲ့ရဲသုံးဦးကတော့နေရာမှာတင်းပွဲချင်းမိတွေကိုတိတ်ကုန်ကြတဲ့အပြင် မြို့နယ်မှုကတော့ပြင်းထန်ဒဏ်ရာတွေနဲ့မကွေးမြို့စေယုံကြီးမှာအရေးပေါ်တင်ထားရတယ်လို့တရက်ခိုင် PD ရဲ့အမှတ်ငါတိုင်ရင်ကပြောထားပါတယ်လက်ရှိမကွေးတိုင်းဘက်မှာ အချက်ဖက်စတက်ကမြို့ပေါ်တွေ့ကိုတာအဓိကထိန်းချုပ်ထားနိုင်ပြီးဂျန်နဲ့နေမီတော်တော်များများကိုတော်လိုင်းရေးတက်တွေကတာထိန်းချုပ်ထားတာဖြစ်တယ်လို့မြို့ပေါ်တွေမှာရှိတဲ့စစ်တပ်နဲ့ရဲတွေလည်းမြို့ပြင်နေမီတွေကိုစစ်ကားနဲ့ပဲဖြစ်ဖြစ်ရဲကားနဲ့ပဲဖြစ်ဖြစ်ထွက်လာတာနဲ့တော်လိုင်းရေးတက်တွေရဲ့တိုက်ခိုက်ချေမှုမှုတွေကိုခံရပြီးအခုလိုတေးရင်တေးမတေးရင်ဒဏ်ရာရတဲ့သူတွေနဲ့သူတို့စစ်တပ်ဘက်ကမြို့ပေါ်တွေကိုတာပြန်ပြန်ဆုတ်ပြေးနေရတယ်လို့ဒေတာတွင်တင်ရင်မြစ်ကရှင်းပြထားပါသေးတယ်ခင်ဗျာတဖက်မှာတော့ အကျဉ်းဖတ်စစ်တပ်ကစစ်သား15ဦးဟာတပတ်အတွင်းမှာတော်လိုင်းတပ်တွေစီကိုအလင်းဝင်ရောက်လာကြပြီးအဲဒီတက်က73ဦးဟာစစ်သားအဟောင်းတွေဖြစ်နေတယ်လို့ပြည်သူ့ပန်းနိုင်ကထုတ်ပြန်ထားပါတယ်ဒါကတော့ပြည်သူ့ပန်းနိုင်ပြေးဟာ project ရဲ့အခုစက်တင်ဘာလပထမပတ်အတွင်းမှာအကျဉ်းဖတ်စစ်တပ်ကစစ်သား15ဦးဟာတော်လိုင်းတပ်တွေစီကိုအလင်းဝင်ရောက်လာကြတဲ့အပြင်နောက်ထပ်လက်နက်ချစစ်တုံးမှန်းက10ဦးအထိရှိထားတယ်လို့ဆိုပါတယ်အဲဒီမှာအလင်းဝင်လာတဲ့စစ်သား15ဦးကတော့စကိုင်းတိုင်းတွေကဖြစ်ပြီး လက်နက်ချစစ်တုံးမဆဲဦးကတင်းသာကြီးတိုင်းကဖြစ်တယ်လို့လည်းပြည်သူပန်းနိုင်ရဲ့ထုတ်ပြန်ချက်မှာဆိုထားပါတယ်အခုစတင်မာလာပထမအပတ်အတွင်းအလင်းဝင်လာတဲ့စစ်သား15ဦးထဲမှာစစ်မှုရန်တပ်သားတဲ့2ဦးသာပါဝင်ပြီးဂျန်နဲ့73ဦးဟာစစ်သားအဟောင်းတွေဖြစ်နေတာကလည်းထူးခြားမှုတစ်ခုဖြစ်နေပြန်တယ်လို့ပြည်သူပန်းနိုင်ကအသိပေးထားပါတယ်တစ်ဖက်ကလက်နက်ချဖမ်းဆီးခံခဲ့တဲ့စစ်တုံးမဆဲဦးထဲက6ဦးကတော့စစ်မှုရန်တပ်သားအသစ်တွေဖြစ်တယ်လို့လည်းဆိုထားသလိုလက်ရှိ အုပ်စုလိုက်လင်းဝင်လာတဲ့အထဲမှာလည်းအများအပြားစစ်မှုန်းတပ်သားအစ်စ်တွေဖြစ်နေပြီမဲ့အခုနောက်ပိုင်းအချက်ဖတ်စစ်တပ်ရဲ့စစ်သားအဟောင်းတွေပါအလင်းဝင်လာကြတာကိုမကြာခဏတွေ့လာရတယ်လို့ပြည်သူပန်းနိုင်ငံထုတ်ပြန်ထားပါသေးတယ်။လက်ရှိ2025ခုနှစ်ဇန်နဝါရီလကနေစက်တင်ဘာလပထမအပတ်အထိအချက်ဖတ်စစ်အုပ်စုဘက်ကအလင်းဝင်လာတဲ့သူလက်နက်ချတဲ့သူနဲ့စစ်တုံးမှန်အဖြစ်ဖမ်းဆီးခံရတဲ့သူစုစုပေါင်းအယောက်2029ဦးအထိရှိခဲ့ပြီလို့လည်းပြည်သူပန်းနိုင်ငံထုတ်ပြန်ထားပါတယ်ခင်ဗျာ။ ဖက်မှာတော့ဒင်းသာကြီးတိုင်းကဒဝဲလောင်းလုံးတရချောင်းနဲ့ရေပြူမြို့နယ်တွေကရတပီတူရီနေထိုင်ရာခြေရွာတွေကိုအချမ်းဖက်စစ်တပ်ကဝိုင်းတွဲလေရင်နှစ်စီးနဲ့ပုံကျဲတိုက်ခိုက်မှုတွေကြောင့်ခြေရွာနေပြည်သူအများစုတိမ်းရှောင်နေရတယ်လို့ဒေတာတွင်းစစ်ရေးသတင်းရင်းမြစ်ကရှင်ကုန်ခေတ်တိကိုပြောပါတယ်ဒါကတော့ဒီကနေ့စက်တင်ဘာလ18ရက်နေ့မနက်ပိုင်းကစပြီးဒဝဲလောင်းလုံးတရချောင်းနဲ့ရေပြူမြို့နယ်တွေကရသပီသူတွေနေထိုင်ရာခြေရွာတွေကိုအကြမ်းဖက်စစ်တပ်ကဗတ်တိုက်ပွဲမှမဖြစ်ပဲ ဝိုင်းတွဲလီရင်နှစ်စီးနဲ့လာပြီးဘုံကျဲတိုက်ခိုက်မှုတွေဇက်တိုက်လုပ်နေရဆိုပါတယ်။အဲ့ဒီလိုအချက်ဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ဒေသခံပြည်သူထိခိုက်မှုအခြေအနေတွေနဲ့ပျက်စီးမှုအခြေအနေတွေကိုလက်တလောမသိရသေးသလိုဘုံကျဲခံရတဲ့ခြေရွာတွေကပြည်သူတွေကတော့ဘေးလွရာတွေကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသတွင်းစီးရီးသတင်းရင်းမြစ်ကပြောထားပါတယ်။ဒါအပြင်စက်တင်ဘာလ16ရက်နေ့ဖြစ်တဲ့မနေ့ဖြန်မှာတဝယ်မြို့ပေါ်ကိုအကျန်းဖတ်မင်းအောင်လိုက်လာရောက်ဖို့ရှိတယ်ဆိုပြီးမြို့ပေါ်နေရာအနှံ့မှာလဲ အချမ်းဖက်စစ်သားအများအပြားလုံခြုံရေးအပြစ်ချထားတဲ့အပြင်မြို့အဝင်အထွက်တွေကိုပါစစ်ဆေးမှုတွေတင်းကျပ်ထားသေးတယ်လို့သိရပါတယ်ခင်ဗျာတဖက်မှာတော့ဂီနီပြည်နယ်ဒီမော့ဆိုမြို့နယ်မှာအချမ်းဖက်စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်ရသပြည်သူမိသားစုဝင်တွေတဲကကလေးငယ်တွေရဲ့မိဘနှစ်ဦးနဲ့အဖွားဖြစ်သူတို့၃ဦးသေဆုံးခဲ့ရတဲ့အပြင်ကလေးငယ်၃ဦးပါဒဏ်ရာရရထားပြီးမိဘမဲ့ပြစ်သွားတယ်လို့ဒေသခံပြည်သူတွေကပြောထားတဲ့အပြင် Free Burma Ranger အဖွဲ့ကလည်းပြောထားပါတယ် ဒါကတော့စတေမလာ၁၇ရက်နေ့ညပိုင်းကပဲဂီနီပြည်ဒီမော့ဆိုမြို့နယ်ကအရသာပြည်သူတွေနေထိုင်ရာဒေါ်ပြားခုကျေးရွာကိုအချက်ဖက်စစ်တပ်ရဲ့ငွေတောင်ခက်လရတရားနှစ်တရင်ကနေလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုစစ်တပ်ကပစ်လိုက်တဲ့လက်နက်ကြီးကြီးဟာကျေးရွာတွေကမိသားစုဝင်၆ဦးနေထိုင်တဲ့နေအိမ်ပေါ်ကိုကြောက်ရောက်ပောက်ကွဲခဲ့ပြီးကလေးငယ်တွေရဲ့မိဘ၂ဦးနဲ့အဖွားဖြစ်သူတို့၃ဦးသေဆုံးခဲ့ရတဲ့အပြင်ကလေးငယ်၃ဦးပါဒဏ်ရာရရထားပြီးမိဘမဲ့ပြစ်သွားတယ်လို့ ဒေသခံပြည်သူတွေကပြောထားတဲ့အပြင် Free Burma Ranger အဖွဲ့ကလည်းပြောထားပါတယ်လက်တလုံးမှာတော့ဒီမော့ဆိုနဲ့ဖရူဆိုမြို့နယ်တွင်ပတ်မှာအချမ်းဖက်စစ်တပ်နဲ့တော်လန်ရေးတပ်တွေအကြားနှစ်ဖက်စစ်ရေးတင်းမာနေပြီးစစ်တပ်ကတော့သူတို့ရဲ့ထုံးစံအတိုင်းလေးချောင်းကနေတိုက်ပွဲနဲ့မဆိုင်တဲ့အယသပြည်သူတွေကိုပြစ်မှတ်ထားပြီးတော့ဘုံကျဲတိုက်ခိုက်မှုတွေတောက်လျှောက်လုပ်နေတဲ့အတွက်ဒေသခံတွေလည်းစစ်ဘေးရှောင်နေရတယ်လို့သိရပါတယ်ခင်ဗျဟုတ်ကဲ့ ဒါကြောင့်ရေုံခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ